ဓမ္မရာမောအသရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်ဒီလိုဝန်ကြောင်းတော်၌နေတော်မူစဉ်အရှင်ဓမ္မရာမအမည်ရှိသောမရေကိုအကြောင်းပြုဟောတော်မူလေ၏မြတ်စွာဘုရားသည်ဤနေ့မှလေးလလွန်သောအခါငါဘုရားဤပြိနိဗ္ဗာန်ဆံလွန်ခြင်းသည်ဖြစ်လက်တတ်ဟူသောသကားကိုမိန်ကြားသည်ရှိသောဓမ္မကများစွာသောယဟန်တို့သည်မြတ်စွာဘုရားကို ရှံရံလျက်တာလှဲ့လေကြကုန်တည်း။ကိုရန်တို့တွင ကုရုသင်္ယံတို့သည်မျက်ရည်တို့ကိုဒါစီသိမ့်သောငါမတက်နိုင်ကြကုန်။ယန္နာပုဂ္ဂိုလ်တို့အားဓမ္မတံဝေကသည်ဖြစ်လေ၏။အလုံးစုံသောယန္တို့သည်လည်းဘယ်သူပြုကြရပါကုန်အနည်းဟုအဆုခွဲသည်ဖြင့်သွာလာကြကုန်၏။ဓမ္မရမမြည်သောယန္တပါသည်ကယန္တို့၏ထံသို့မရှင်းကယန္တို့သည်ငါရှင်ဘဲကြောင့်ငါတို့အထံသို့မရှင်းကပဲနေသည်နီ။ နေသည်နိဟုဆိုအပ်သည်ရှိသောစကားတော်ကိုမြတ်တဲ့မပေးမူ၏မြတ်စွာဘုရားသည်လီလာလွန်သောကပရိနိဗ္ဗာန်ပြုတတ်ပြုတော်မူတတ်သည်။ဘာသည်လဲရာကမကင်းသည်။ဘုရားရှင်တော်ထင်ရှားရှိသင်သောလျင်လုံလာပြီအရဟတဘုသူရောက်စေအဟုနှလုံးပြုလျက်တဘာသည်သည်သာလျင်နေသည်ဖြစ်၍မြတ်စွာဘုရားဟောကြားတော်မူအပ်သောတရားကိုသင်ခြင်းဤကြံသည်ဤအောင်းမေဤ ယံတို့သည်ဘုရားရှင်အားမြတ်စွာဘုရားဓမ္မရာမမိသောယဟန်အရှင်တော်ဘုရားတို့၌ရှိမြတ်နိုးခြင်းများလည်းမရှိမြတ်စွာဘုရားသည်ပြိနိဗ္ဗာန်ပြုတော်မူလေတည်းအဘယ်သို့ပြုကြပါကုန်အနည်းအဘယ်သို့ပြုကြပါကုန်အနည်းဟုတပည့်တော်တို့နှင့်အတူတူကတိုင်ပင်နှီးနှောခြင်းများကိုလည်းမပြုလုပ်ပါဘုရားဟုပြောကြားကြလေ၏မြတ်စွာဘုရားသည်ထိုဓမ္မရာမယဟန်ကိုခေါ်စေတော်မူ၏သင်သည်ဤသို့ပြု၏ဟုသည်မှန်သလော ဤသို့ပြုဤဟုသည်မှန်သလောဟုမေးတော်မူလေ၏မြတ်စွာဘုရားမှန်လပါသည်ဘုရားဟုနာတော်လျှောက်သည်ရှိတော်အကြောင်းကားဘယ်နည်းဟုမေးတော်မူလေ၏ရှင်တော်ဘုရားတို့သည်လေးလလုံသောအခါပြိနိဗ္ဗာန်ပြုတော်မူကြကုန်လေတည်းဒေဝတို့သည်လည်းမကင်းသောရာဂရှိ၏ရှင်တော်ဘုရားတို့တတ်တော်ထင်ရှားရှိသင်သာလျင်အရတဘုသို့ရောက်စေအပ်ဟုရှင်တော်ဘုရားတို့ဟောကြားသုံးမသောတရားကိုသိဉ္ဇင်ပါသည်ကြံစီပါသည်အောက်မိလျက်နေပါသည်ဘုရားလျှောက်ကြားလက်တော် မြတ်စွာဘုရားသည်သာဓုသာဓုဟုဓမ္မရမယံအာကောင်းရှိပြီ၍စိတ္တယံတို့ငါဘုရား၌ရှိခင်မြတ်လို့ချင်းရှိသည်မြည်သောတဘာသောယံဒီလည်းဓမ္မရမယံနှင့်တူသည်တာလင်ဖြစ်ရ၏ငါဘုရားအဘဏ္ဍသာသတိတို့ဖြင့်ပူဇော်ခြင်းကိုပြုတော်သူတို့သည်ငါဖျားပူတော်ခြင်းကိုပြုကြသည်မမီကုန်လောကုတ္တရာတရားကိုပါအလျော်သောအကျင့်ကိုကျင့်တော်သူတို့သာလျှင် ငါဖျားကိုပူတော်ကြသည်မိကုံဤဟုမိန်တော်မူ၏ဤကာရာကိုဟောကြားတော်မူလေ၏ဓမ္မရမောဓမ္မရတောဓမ္မအနုဝိသိဝိသိံတယဓမ္မအနုတရတံဘိကုတတ္တမနာပရိဟာယတိဓမ္မရမောဓမ္မတဝိပဒနာတရားလျင်မွေလျာရှိသောဓမ္မရတောဓမ္မတဝိပဒနာဓမ္မ၌မွေလျောတတ်သော ဓမ္မသမထဝိပဿနာတရားကိုအနုဝိသိဉ္ဒယံအဖန်တလေလေကြံခြင်းသိဉ္ဉ္ချင်းနှလုံးသွင်းခြင်းရှိသောဓမ္မတရားကိုအနုတရံအဖန်တလေလေအောင်မိခြင်းရှိသောဘိက္ခုယံဒီတရမဘောဓိပကိယတရား39ပါးလောကုတ္တရာတရား9ပါးမှနပရိဟာယတိမသုတ်ယုံဒေသနာတို့၏သုံး၌ဓမ္မရမယဟန်သည် သောတာပတိဟို၌ဒီလေဤရောက်လာသောပရိသတ်တို့အားလေအကျိုးရှိသောတရားဒေသနာဖြစ်တော်မူလေဤ